ခါလီကိုဘန်ပြီးတော့ပဲတို့တို့အနေနဲ့ PA 7ဘောင်ဘလောက်ထိများကျွန်တော်တို့အလုံးလုံးနိုင်အောင်ပြုတ်လုပေးသွားမလဲတို့ရဲ့ mid jungle ဒီဘက်မှာဘလောက်ထိအလုံးဖြစ်မလဲဆိုတာကိုတော့ game 2မှာစတင်ပြီးကြီးရှုရတော့မှာပဲဖြစ်ပါတယ် Legend Super League regular season we four ရဲ့ team number 1နောက်ဆုံး match number 3ဖွဲ့စဉ်ရဲ့ game number 2ဟာဘာလို့အရှိလောက်ထောင်းနေသူရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်လက်ရှိမှာတော့ကျွန်တော်တို့တာ lucky ရဲ့ jungle ဘိုင်းမှာပြန်ကြည့်ရမယ်ဆိုရင် UNS Down မှာ Jordi Tampo ရဲ့ခါလီကဒီတွဲလုံးလေးက ကျော်ကေအင်းလေးနဲ့ဖတ်မိပဲထင်တယ်ရှေ့ပွဲတော့တော်တော်လေးကောင်းနေတယ်ဆိုတဲ့အခြေအနေတစ်ခုမှရှိတယ်လောစီဘလက်ကာရက်ဖလိုက် on နဲ့ဆိုမဲ့လောကမလောက်တဲ့ regeneration ကြီးကြားထဲမှာတော့ first blood lucky ပုံမှန် rotation အတိုင်းကိုပဲဆက်လက်ပြီးတော့သွားနေသေးရဲ့ဗျာမကန်နဲ့မှာတော်တော်လေးတော့အလုံးဖြစ်နေတာ10 7လို့တော့ပြောရမှာဗျာ black team နဲ့ကျွန်တော် river area မှာ vision လာထောင်းမယ်ဆိုတာချိန်နေပေါ့ကိုတီးတယ်အဲ့လိုတီးတဲ့အချိန်မှာတစ်ဖက်ကနေပြီး CN ရဲ့ spare cast တော်လေးတည့်ရက်ခဲ့တဲ့အပြင်ကိုတန်ပေါင်းအနေနဲ့ကောင်းကောင်းထိုက်ထားနိုင်နေဆိုတဲ့ချက်နောက်ကနေပြီးတော့ iron age လေးတွေအေးလူလူလိုက်ပတ်နေတဲ့ lucky အနေနဲ့ကတော့ဒီအချိန်မှာ hero case စတင်ပြီးတော့ရခဲ့တယ်ဒါပေမဲ့တစ်ဖက်ကနေပြီးတော့ massive ယူရီပြေးပြောပါစီရဲကောင်းတပြားထိန်းထားတဲ့ဂျားလည်းမှာနောက်ကတိပြတ်ပါ follower အပြင်းနဲ့ပဲယူရီတန်းပြီးတော့ down ရခဲ့ပြီဗျာ what a play အာလီဘိုင်းမှာတကယ်လို့ကျွန်တော် aggressive ဆိုင် sony ရဲ့ဆိုရယ်ပုံစံတစ်ခုမှာ lucky တစ်ဖက်ကဂျန်ရဲ့ဆုံးထဲမှာ red valley ကျွန်တော် red valley သွားပြီးစားကြည့်ခဲ့တယ်ဗျာ pa 7မှာ dark side တွေတော့ light တော့ပြစ်ထားသေးရဲ့ဆိုပေမဲ့ lucky ရဲ့ regeneration တွေ20 step နဲ့လုံးဝ messy မဖြစ်နေတဲ့အခါမှာလုံးဝမသိဘူးဗျာအိကကျွန်တော် cn spacers တွေကိုတော့ချီးကျူးရမယ်ဗျာနော်ကျွန်တော်ဒလိုမို black down ထားနေဆိုရယ်အချိန်မှာသူ့ရဲ့ back impact တွေပြီးွားရင်တော့ဒလိုမို့ကျွန်တော်ယူရီကိုလည်းပြေးပြီးတော့ stand ရဲ့ဆိုရယ် အကွက်လေးကြီးပေါ့နော်လုံမိုးကွက်လေးကြီးရောတော်တော်လေးတို့အားလီမှာတော့အလုံးတော့ဖြစ်သွားခဲ့တယ်ဒီအချိန်မှာမန်စီယိုရောတင်းဆဲဘန်းနေနဲ့တော်တော်လေးတို့ focus တော့ထားနေရဲ့ဗျာအဓိကလည်းအလီဒါလဲကိုသွားကြည့်မယ်ဆိုရင်တော့မအခက်မသိရင်ကောင်လာတက်ပြန်ပြီးတော့မိသွားနိုင်တယ်ဆိုတော့လုံမိုးကျွန်တော်တို့အားလီ impact မှာကောင်းကောင်းကြီးကို performance ပြနိုင်တယ်ဆိုရင်မန်စီယိုရောပို့ပြီးတော့ attention ထားနေရတော့မမှားဘူး ရန် e-sport drop တွေကမှန်တိုင်းပြောရရင်ကျွန်တော်ပြီးခဲ့တဲ့ we2 we2 လောက်တုန်းကဆိုရင်လေသူတို့ဒီ fan ကြီးကိုနှစ်ပွဲစလိုက်ကင်ပြီးတော့ soul wise ဆိုတဲ့အခြေအနေတွေတွေ့ရတယ်အဓိကတော့ drop ကို tar force နေခဲ့တာဗျာဒီ tournament မှာပဲသူတို့ drop sam is ရဲ့ပုံစံတစ်ခုကိုပြသနေရလို့တော့မြင်မိရအောက်မှာတော့ messi ကကျွန်တော်သေဝါပြန်ပြီး hero k 3 season ဆိုတဲ့ပုံစံတစ်ခုနဲ့ team 7အသာအနည်းရရှိတာဗျာတတဲ့ timing တစ်ခုလည်းဖြစ်တယ် messi ကလည်းတည်ထားသေးရ purify လည်းမရှိဘူးအဲ့အခြေအနေတစ်ခုမှာ yori ditadeola try mode တော့ကလုံးဝအဆင်မပြေတော့ဘူးဗျာဒါပြောရကျွန်တော် america ပဲပြေးထားရတယ်ကျွန်တော်ဆိုလာမီ slam ကမကောင်းစားနေပဲပြန်ပြီး power ရဆိုရင်လည်းနောက်ကနေပြီးတော့ ော့တန်ပေါက်ကိုတော့ပြန်ပြီးတော့ထိတ်တောင်းတော့လုံးလိုက်ပြီဗျာ OP combination နဲ့ကျလာခဲ့တဲ့ဆိုရင်မလို့သူ့ရဲ့ damage လေးနဲ့ black ကိုတိုးဖို့အတွက် ကောင်းနည်းပြီးတော့ခက်ခဲတော့ရှိနေတဲ့ CK dash line ကျွန်တော်မ CN spare gas ပြန်ပြီးတော့ပေးထားသေးတယ်ဒါပေမဲ့ tin seven သူတို့ objective ပြန်ပြီးတော့ရတာရဲဆိုတဲ့အချက်တော်လေးတော့အဆင်ပြေနေရဗျ Hiroki တကောင်ပေးထားရဲဆိုပြီးမဲ့လို့ပေါ့နော်ဒီချိန်မှာရလိုက်တာလေ Roma ပဲဖြစ်နေရအဲ့လောက်ထိတော့ impact တော့ကြီးကြီးမားမားဖြစ်သွားခဲ့တာတော့မရှိဘူးဗျာလောလောဆယ်မှာတော့ CN အနေနဲ့ကတော့နည်းလေးကြော်ကြံရှိနေသေးတဲ့အကောင့်သေးသေးလေးကိုတော့စတ်တုံးနေရကျွန်တော် Ali Pine တွေက K ပြောသလိုပဲ energy chrome impact တွေကွက်တီသွားမှန်နေတယ်သူတွေ flicker timing တွေကလည်းဟိုကောင်းနေတဲ့အခါမှာ rotation င်းနေရမြေမဲ့ဆန်ဆန်နေပဲ hero k ရနေခဲ့တယ်တင်းဆဲပန်းကတော့လက်ရှိမှာ 1.2k လောက်တော့အစားစီးရရှိထားတယ်နောက်ပိုင်းနေမှာတော့ lucky ကျွန်တော်နောက်မှာပေါင်းလာမယ့် combination ခုပြည့် ops kambia step တွေဒီရီကိုမြင်တွေ့ရမယ်ဆိုမဲ့လေ alita ခုန combine လေးတစ်ခုလောက်လိုက်တာ hero k တကောင်ရတယ်ဆိုတော့လေ short တော့လောက်မရပြန်ဘူးဟုတ်တယ်အဲ့တော့ mazio ပဲထပ်ပြီးတော့ပဲကျွန်တော် focus တော့ထားထားသေးတယ်ဆိုတော့ champion ထပ်ပြီးပေးလိုက်ကျွန်တော် snapy slam ck ဆုံးတဲ့အတူပဲ messi ထပ်ပြီးတော့ပဲ down ရမြန်ပြီဗျ0 2 0ဆိုတော့အနေသားတစ်ခုတော့ messi နဲ့အားလေးမှာတော်တော်ရခံစားရပါသေးတယ် objective ိုင်းတွေမှာတကယ်ကိုတောက်မာရီဆိုရဲဒီ Aspirator ဆိုရဲ Hero တကောင်တော့သူတို့အနေနဲ့အကောင်းဆုံးဖြတ်ထားခဲ့တာနှစ်ချိန်လောက်တည်းရရှိနေတယ် Unbreaking ပဲဖိလာတည်းရနံပါတ်3 Strike 2 Man PA7 မှာအဖို့ Power Blast Tower Strike Fighter Sledge ကြားထဲမှာ Callus Bay CK ဒီနေရာမှာ PA7 ပြန်လေးပြီးတော့4 Pad နေဆိုမင်းလေ Arena F လေကတော့ပြီးတော့ပြန်ဖတ်လိုက်ရတော့မှာ Mid Lane မှာရှိနေရဲ့ Shee တွေကတော့ပေးရတော့မယ်ဗျာဒီ Game Number 2မှာလည်းသူတို့တည်ထားခဲ့တဲ့ Black Unbreaking Blast နောက်ကနေပြီးတော့ PA7 ရဲ့ Death Fall နေတဲ့အတူတိတ်ကန်လုံးမယ်ဆိုတဲ့ပုံစံကူဖို့တော့ကျွန်တော်တို့ဒွီချိန်ကြီးကိုပုံမပေါ်သေးဘူးလို့တော့ပြောရမယ်ဗျာ Game 1လေးကလိုမျိုးပဲကျွန်တော်တို့တင်း AI 7ရဲ့ကစားကွက်ထဲကိုဝင်သွားခဲ့တဲ့ team ဒီ AI eSport အနေနဲ့ဒီ game နံပါတ်2မှာလည်းဒီလိုပုံစံမျိုးဒီလိုအမားမျိုးတော့ထပ်တူကျူးလွန်နေတဲ့ပုံစံမျိုးလေးတော့ဖြစ်နေတယ်ဗျာ ီချိန်မှာ Jordan 7ကိုမြင်ရသလောက်ဆိုရင်တော့ NBA Philippines က AB Brown ဝက်ပြန်ပြီးတော့ပြောရမလားပေါ့လေ။ကျွန်တော်ပြီးခဲ့တဲ့ကျော် season တော့အရင် cup performance မပြခဲ့ဘူးဆိုမလဲဒီဒီ season မှာဆိုရင်အသင်းအကြီးတွေတော့မှ World Championship အသင်းတွေတော့မှရိုက်နေခဲ့တဲ့ဆိုရယ် AB Brown ဒီချိန်မှာပြန်မြင်နေရသလားပေါ့။လောဆယ်မှာတော့သူတို့အနေနဲ့ဒါရှေ့မှာကျွန်တော်လုံးဝ9ပွဲဆက်ခဲ့တယ်။အသင်းအသင်းတွေကိုနိုင်နေဆိုတဲ့ဒါပြောပြောစမတ်တွေ့နေဆိုတဲ့အခြေအနေတစ်ခုမှာသူတို့ဒီအသင်းကြီးကိုပြန်ပြုတ်ရိုက်တော့ဒီ unbreakable one man up by the bomb you tsunami slap power me final slap ball is right jada ပြန်ပြေးတော့ ော့ကိုကြိုးစားလေပြင်းစက်ပဲတောင်းရတယ်ကြာနော်3 man ကျန်ရှိသေးဆို air strike damage ကြီးချရမှာပြန်လေ4 man ဒီကမက်စီတောင်း strike budget မှာ make ကေ CK သိမ့်ပိုက်ဝါတယ်ပါ leader တကောမှာပြန်ပြင်းနေ iron air stand ဒီမဲ့ကြားလာမှာပြန်လေပြီးတော့4 man နဲ့ play ကနေ CK finishing မှာ double ကေရရှိလို့သွားခဲ့ပြီဖြစ်ပါတယ်ဗျာပြင်းစက်ပဲရွေးလိုက် movement သေးတယ်ပို့ပြီးတော့အသက်ဝင်နေရတဲ့သူပဲ AI တော့ရုံထွက်ဖို့ခက်ခဲနေရဗျာမလွန်ဆန်နိုင်တော့တဲ့အနေအထားတစ်ခုမှာနောက်ထပ် target objective ကိုပါထပ်ပြီးတော့ပဲလက်လောကပြန်ပြီး Hiroki A1 game number 1ထပ်ပို့ပြီးတော့ dominate လုပ်နေတဲ့ခံစားချက်ကိုတော့ပို့ပြီးတော့ရနေတယ် AI နေနဲ့ ဲ့သူတို့ game number 1မှာ fail ခဲ့ပါတယ်ဆိုရယ် draft ကိုတော့ပြန်လည်ပြီးတော့ပုံဖော်ဖို့အတွက်ကြိုးစားခဲ့တာဗျာ PA7 တော်လေးကိုတော့ကျွန်တော် game number 1မှာချိန်မွားခဲ့တယ်ဆိုရယ်ပုံစံမျိုးဒါမျိုးပုံစံမျိုးကိုတော့ပြန်လည်ပြီးတော့ပဲကျွန်တော်ခြေပြတ်ဖို့အတွက်ထွက်လာခဲ့တယ်ဆိုပေမဲ့ game number 1ပုံစံမျိုးလေးပဲပုံစံတိုင်းကြီးခံနေရတယ်ဆိုရယ် ချက်တွေကိုတော့တွေ့နေရတယ်။ OP ကလုံးဝ free fan ပဲ။ Sky Bee ကဆာမရမချင်းမှာ two birthday combination ကိုမလိုက်ဘူး။ဒီနေရာမှာလည်း Jin 7မဲမှာရှိနေ trio ဒီ UK လိုက်ပြီးယူနေတယ်။ကျွန်တော် OP ကိုတော့လိုက်ပြီးဖြစ်ရှင်ပြထားပြီးဆိုမလဲ။နောက်မှာ win type ဖို့အတွက်ကတော်လေးတော့ခက်ခဲနေသူ lucky ရှိနေခိုက်တယ်ပဲ။ Millen Tower ကဖေးလိုက်မှာဆို Yuri ဒီ the fan base ကိုပုံပြီးပျောက်သွားနိုင်တယ်။အဲဒါကြောင့်ကျွန်တော်ဒီဘက်မှာရှိနေ lucky ကိုတော့တယောက်ယောက်ကပြန်ပြီးဖြည့်ရှင်မှာရလိမ့်မယ်ဗျာ။တစ်ဖက်ကနေပြီး Yuri ကိုတော့ပြေးပြီးတော့ကြည့်နေတယ်။10 7 follower အပြည့်ကတော့ပါတယ်ဆိုတော့ elite final slash ကျန်ခဲ့ဆိုရင်မလို့ထပ်ပြီးတော့ပဲ10 7လေးပေးထားတဲ့ channel မှာ air strike အပြည့်တော့ပြတ်သွားခဲ့ပြီ။ ောက်ကနေပြတ်တော့ပေါ့ဆာရမစ်လန်ပေးလိုက်တယ်မယူရီရောက်တော့ရုံးထွက်ထားသေးတယ်ဗျဒါပေမဲ့လည်းပဲတပတ်ကနေပြ CK ထပ်ပြီးတော့ဘတ်ဘကင်းနဲ့တိတ်တောင်းလောက်ထိုင်းနေပဲ AI အနေနဲ့ကတော့ Hero K တစားစားပို့ပို့ပြီးတော့ပေးနေရတယ်ဗျ702ဆိုတဲ့ report တစ်ခုနဲ့ CK လုံးဝချဲကယ်လာပါရနေပြီးတော့ ESP ပြောင်းဆိုးသေးတယ်ဆိုလေသူရဲ့ performance လုံးဝမကျဘူးဆိုတဲ့အခြေအနေတစ်ခုသွားပြီးတော့တွေ့ရတယ်ဗျ Titan Strike Wemmer Stanley Peter တို့ Avada ကို Guardian တုံးပြီးတော့ Black ပြန်လဲ4ဘက်လိုက်ရတယ်မင်းမရှိနေ Tower တလုံးတော့ PA7 Messi မြောက်ပေါင်းပြီးတော့ကားမယ်ဆိုမလဲ Side Lane မရှိနေပေါ်လဲ First Tower တော့ OP ထမ ီးတော့တင်ပိုက်ပါအောင်မယ်ဗျာ။တစ်ဖက်ကနေတော့ကျွန်တော် Black and Unreliable အဓိက Crowd Control တွေတော်တော်များများကိုတုံးထားတယ်ဆိုပေမဲ့လို့တစ်ဖက်ကနေပြီးတော့ Tempo ရဲ့ Pick off ကပို့ပြီးတော့အလုံးဖြစ်နေရတော့တွေးရရပေါ့နော်။အဓိကလည်း CR ရဲ့ Farsa နဲ့တွဲထားတာပို့ပြီးတော့ချင်းနေနေရဗျာ။ OP နေနေရလည်း Ali နဲ့ Famous Pick ကုနာလည်းအပြည့်အများကြီးရထားတယ်။သူအနေနဲ့တော်တော်လေးကို Comfort ဖြစ်ထားတယ်ဆိုတဲ့အချက်မှာဒီအချိန်မှာ Lowering Damage တွေနဲ့ Tin 7အနေနဲ့ AR ကိုတော့ကောင်းကောင်းယူရ Pressure တော့ပေးနိုင်နေပြီဗျာ။လုံးဝဆိုသလိုပဲကျွန်တော်မထင်ထားမှတ်တဲ့ Reset တွေပဲဖြစ်သွားတော့မှာလား။လောလောဆယ်ရတော့ကျွန်တော် AI Esport ကအရောက်ရေးနေနေဆိုတဲ့အချိန်တွေထူမှာတော့ဖြစ်နေပြီ။ Tower ဆိုတဲ့ပုံစံ တစ်ခုပဲမက်ဆီကတော့ကျော်ကျန်ငယ်စုံထဲမှာမလာပြီးတော့ Yuri ကို combination လုပ်ပေးနေရတယ် PSA မှလည်းသူရဲ့ dash site တွေဟာပြစ်ခွဲဖို့အတွက်အချိန်တိုင်းတာတစ်ခုတော့လိုနေသေးရဲ့ဗျာရမ်းမှာပါတယ်အာမများပါတယ် HP များပါတယ်ဆိုရယ် hero တွေကိုသူရဲ့ dash site တွေဖြည့်ရှင်းလို့ရရဲဆိုမယ်လေအချိန်တိုင်းတာတစ်ခုတော့ပေးရမယ်တစ်ဖက်မှာလည်း pick up တွေတအောက်များတယ်ဗျာဒီကတန်ပေါက်လားဇီးရန်လား stamina ပေးလို့ရတဲ့အခါဝယ်တော့ဘယ်လိုတော့ဘယ်လိုဝင်လာပြီဗျာဟိုးအမေရိကန်ပဲပေးဖို့အတွက်ကြီးလိုက်တာဒါပေမဲ့တစ်ဖက်ကနေလည်းမက်ဆီ front line နဲ့တိုးဖို့အတွက်ချိုးသားနေရဆိုရင် lucky ကောင်းကောင်းနဲ့ damage ticket လောက်ထားဆို retribution နဲ့ lucky ထပ်ပြီးတော့ပဲရထားသေးတယ်ဗျာဒါပေမဲ့ပေးပြီးနေကြတယ် yuri ထပ်ပြီးတော့ပဲ down သွားခဲ့ပြန်ပြီ PA7 line side ပြန်လည်းပြီးတော့ forward နေတဲ့ဂျားလေးကနေပြီးတော့ OP ထပ်ပြီးတော့ resty တွေတော့ပေးထားသေးတယ် AOG နဲ့ပြန်လည်းပြီးတော့ forward ဘက်ကနေပြီးတော့ကျွန်တော်ထပ်ပြီးတော့ပဲ lead out အေးရဲ့ဂျားလေးမှာတော့ OP take down ထမှတ်ပြီးတော့ပဲရတာသေးတယ်ဗျာ double kill လောက်ထိပဲရရှိသွားခဲ့တဲ့ OP ရဲ့ hero gate ဂျားလေးမှာ sky bear stat 20 plus ဆိုတဲ့ပုံစံတစ်ခုတော့ဖြစ်သွားခဲ့ပြီး sin 7 level machine နဲ့ million talent တလုံးတော့ထပ်ပြီးတော့ force မယ်ဗျာနှစ်ယောက်လောက်ထိပေးလိုက်ရတယ်ပေးလိုက်ရတာလေခိုးတွေသွားပြီးတော့ဖြစ်နေခဲ့တယ် damage dealing ဘက်မှာတော့ကျွန်တော် PA7 ရဲ့ dark side တစ်ခုပဲအားကိုးရမယ်ဆိုတဲ့အခိုက်အတန့်တစ်ခုမှာ level မထက်လိုက် wave တွေကို sin 7 ဖန်ဖြည့်ရှင်းလို့ထားနေတယ်မနောက်ဘက်တမနစ်ကျော်ပေါ်လာမယ်ဒီ lot time တွေတခုတော့သူတို့ပြန်လဲပြီးတော့စောင့်ဆိုင်မလားပဲကြည့်ရမယ်ဗျာဒီကဒေး7ရဲ့ play setup က game 1လေးက time ပဲပေါ့နော်သူတို့နေနဲ့ early game မှာ PA7 ကိုကြည့်တယ်လေ game time ရောက်လာတဲ့အချိန်မှာ down shot ကို Yuri ကိုပဲကြည့်တော့တာ PA7 ကဒီ early game နဲ့ဟိုကသူ့အနေနဲ့ shutdown ချခံထားတဲ့အတွက်ကြောင့် Yuri ဒီ so famous play လေးတွေရှာနေခဲ့တယ်ဒါပေမဲ့ကျွန်တော် Yuri ရဲ့အချိန်ရောက်လာတဲ့အချိန်ကျတော့ဒေး7 PA7 ကိုလွှတ်ထားပြီး Yuri ကိုပဲ down shot ကြည့်ရတာပေါ့နော် လူမျိုးချက်တွေကိုတော့ကျွန်တော် AI အနေနဲ့ပြန်လည်ပြီးတော့ပြင်ဆင်မှတော့ရမယ် adaptation တွေတော့ကောင်းမှတော့ရမယ်ဗျာအဓိကကျတော့ Yuri level 1တုံးတဲ့အချိန်ကိုသူတို့စောင့်နေရဗျာ Ice K1 ကုန်တာနဲ့တခါအလုံးရင်းနဲ့ဝင်ပြီးတော့ကျုံးနေဆိုတဲ့ပုံစံတစ်ခုပဲတန်းပေါက်နေတဲ့သူရဲ့ tsunami slam ကိုရရလို့ပေးနေရဆိုတဲ့ခိုက်တန်းနေမှာဒီ pick cover ပြီးရလာခဲ့တဲ့ hero kit တွေသူတို့တာနေတဲ့ network cat တွေကိုခင်ကောင်းယူပြီးတော့ပေါ်မှာရှိနေခဲ့တဲ့ second turret တလုံးမှာထပ်ပြီးတော့ T7 တိတ်ဘက်သွားပြီး ZR ရဲ့ long range damage တွေ OP ရဲ့ long range damage တွေလည်းမထပ်ပြီးတော့တိုက်အောင်မယ်ဗျာ K4C ပြန်လည်ပြီးတော့ပဲတိုက်ဖို့အတွက်လုံးလိုက်ရဆိုမှဘာကလိုက် AOG ပေးမယ် OP ကနေလည်း င်းနဲ့မဆူနာမီ slam ထပ်ပြီးတော့ပဲပေါ်သွားခဲ့တဲ့ black ထပ်ပြီးတော့ပဲ obs damage တွေကြားထဲမှာ ပြတ်သွားခဲ့ရတယ်ဗျအမေရိကပဲပေးလိုက်တယ် AOG မထွက်ခဲ့တဲ့ချိန်အတွင်းမှာလည်းကျွန်တော်တန်ပေါ့ရဲ့ Tsunami Slam ဦးဝါတဲ့အချက်ကတော့ Black Drag လုံးဝတော့အဆင်မပြေသွားခဲ့ဘူးဗျကိုပြူတိကကိုထံပြန်ဆိုတဲ့ပုံစံတစ်ခုပဲသူဝင်ပြီးတော့ dive လိုက်တာသူပြန်ပြီးတော့ထိဆုံးသွားခဲ့ဆိုတဲ့ Black ရဲ့အခြေအနေတစ်ခုပဲဗျ Loss ရဲ့ Tiger Strike သုံးဖို့တန်ပေါ့လိုက်ပြီးတော့ Vision ချပေးထားသေးတယ်တစ်ဖက်ကကျော် Elite တို့ PA7 တို့ Messi တို့ဘယ်နောက်ရှိလဲဆိုတဲ့အရာတစ်ခု information ကိုတပွဲအလုံးဒီမှာရနေခဲ့တဲ့ TN7 လုံးဝ comfort ရှိကြည့်မယ်သူတို့ရဲ့ call လေးဖြစ်တဲ့ OP ကျော် CK နောက်မှ CN ဒီ၃ဟောတကယ် damage ပေးနိုင်တယ်ဆိုတဲ့အခြေအနေတစ်ခုပဲဗျ တော့စပေါင်းလာခဲ့ပြီလာအလူဘူအတွက်ကတော့ AI eSport လုံးဝမလွယ်သေးဘူးဗျအမှန်တိုင်းအဲ့ဒါတော့အမှန်ပဲဗျခေါင်းလိုဘူအတွက်ကတော့တော်တော်လေးကိုခက်ခဲရမယ်အဓိက pick off ရဲ့နောက်မှာ long range damage ကြီးလောင်းကနေရဆိုတဲ့အချက်က AI အတွက်ကတော့တော်တော်လေးကိုအသက်ရှူတော့ကြက်စီရဲ့ဗျအဲ့တော့ holy shit ရဲ့ရှိနေရဆိုတဲ့အတွက်ကြောင့်သူတို့ဒီတစ်ဖက်အသင်း၆တင်း7ရဲ့အမားလေးတွေကိုစောင့်ပြီးတော့ဗျ high ground defend လိုက်တာပို့ပြီးတော့ကောင်းပါလိမ့်မယ် ကဲဆိုတော့တင်းဆက်ပန်လော့တော့ရပါပြီဗျာเนาะတက်လာမယ်လော့ဖွေကိုပြန်ပြီးတော့ AI eSport နဲ့ defensive လောက်အောင်မယ်ကုမ္ပဏီနဲ့ second 40 mega shield တွေ holy shield တွေတော့ကြံရှိနေသေးတယ်တက်လာမယ် wave မှာလည်းဒီလော့ကိုဖြည့်ရှင်းဖို့အတွက်ကဒီ shield plus damage နဲ့ဆိုရင်တော့ဖြစ်ကောင်းဖြစ်နိုင်သေးရဲ့ဗျာဒါပေမဲ့ဒီလိုမျိုး snowballing လောက်ခံပြီးတော့ now the second lord ထိသူတို့ခံနိုင်ရှိပါမလားဆိုရင်ရာလေးရောတက်ပြတ်သွားတာ mega gate ထိပါ fight sign ဝါခဲ့တယ်လို့ black နေတဲ့လေးကရှိပြီဗျာ lawing damage ဆိုတော့ဒါပဲဗျာเนาะတစ်ဖက်ကနေပြီး black နေနဲ့ရုံထွားဖို့အတွက်တော့မလွယ်သွားတဲ့အခြေအနေအဲ့တော့ black မရှိတော့တဲ့ high ground defensive ကြီးတခုကတော့ AI အတွက်ကတော့တော်တော်လေးတော့အားနေွားစီတယ်ဗျာထပ်ပြီးတော့ကြောင်း flick ကတပင်းထပ်ပြီးတော့ပြလိုက်ချက်မှာ PA7 surprise ဆိုလို့ပဲတန်းပြီးတော့ပြတ်သွားခဲ့ပြီ3 man မှာတော့ပဲကျန်တော့ရယ်ဆိုရင် AI ဒီအချိန်မှာတော့ကျွန်တော် low post stage pre wave တွေကိုတောက်လျှောက်ကိုတော့ခံအောင်ပါပါ10 minute တန်းအန်တော့မလားအပေါ်မှာရှိနေပဲကတော့တလုံးပဲထပ်ပြီးတော့ယူပြသွားခဲ့ပြီ lucky front line တောင်းနေရခိုက်တဲ့တခုပဲရှိတက်တယ်ဆိုမလဲ messy ပြန်ဆုပ်ယူဖို့တော့တော်တော်လေးခက်ခဲနေတဲ့အခါမှာ fighter slam flick ကစီကဲ monster k op number s right ပြန်ချေလာတဲ့ခိုက်တဲ့တခု black ပြန်လဲ forward တွေဆိုတော့ တဲ့ဝင်တိုက်နေတဲ့ပုံစံတစ်ခုမှာ lucky လောကမသေးသေးဘူးဗျ air strike လည်းပြီးသွားပြီမင်းမတက်လာတဲ့ wave top lane မတက်လာတဲ့ wave super media wave ပြန်ပြီး defend time strike 2 master star power card မှာ your time down not a huge get come tap play လာတယ်မကောလိုက် op nice side ပြန်သုံးတယ်ဆိုပြီးတော့ three nil ချန်ရခိုင်တဲ့ခုမှာ this table two season ရတဲ့ခုနဲ့ burst out this series ကို ai e sport one night thing ဝင်ပဲဖြစ်ပါတယ်ဟူလာလာဟူလာလာကျွန်တော်